မင်္ဂလာပါဆရာရဲ့မိတ်ဆွေတွေကိုဒီနေ့မေတ္တာလက်ဆောင်ပေးချင်တာကတော့နှစ်ဆန်းတရက်နေ့မှာကောင်းစေမင်္ဂလာပြုလုပ်တဲ့ဂမ်ဘီရာနီးကို လက်ဆောင်ပေးချင်ပါတယ်နှစ်သစ်မင်္ဂလာမှာနှစ်ဆန်းတရက်နေ့မှာကံပွင့်လက်ပွင့်ပြီးတော့ကြီးပွားချမ်းသာစေရန်ယာဒူးတို့ကြမ်းမာစေရန်ကောင်းစေမင်္ဂလာ ပြုလုပ်တဲ့နီးကိုမေတ္တာလက်ဆောင်ပေးပါမယ်လူမျိုးဘာသာဝင်မရွေးပြုလုပ်လို့ရပါတယ် အရင်ဦးဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပောင်းလေးကိုနှိပ်အသေးပေးပြီးတော့ comment ရေးပါ share လေးတွေလုပ်ပေးသွားမယ်နော်ခொနနေသားသမီးများတွေခေါင်းဆေးမင်္ဂလာပြုလုပ်တဲ့နေ့ကတော့ခြေတော်ဟာရှင်ပီးနေခေါင်းဆေးမင်္ဂလာပြုလုပ်တဲ့နေ့ဖြစ်ပါတယ်နော်တနင်္ဂနွေသားသမီးများတနင်္ဂနွေသားသမီးမိသူမဆိုးခေါင်းဆေးမင်္ဂလာ ပြုလုပ်တဲ့အချိန်မှာမေမျိုးပန်း၅ပွင့်ဂန်းကော်ညွန့်၂ညွန့် တပြေညွတ်နှစ်ညွတ်တပြေညွတ်6ညွတ်ကိုပကံများလေးထဲမှာထည့်ပြီးတော့ရှေ့မှာချထားပါ ပြီးတော့ဝိုင်းညွတ်6ညွတ်ကိုညာဘက်ခြေထောက်အောက်မှာနင်းပါဇီးညွတ်3ညွတ်ကိုဘယ်ဘက်ခြေထောက်အောက်မှာနင်းပါစူးတွေပါလို့ရှိရင်တော့တခုခုခံထားပါနော်အဲ့ခေါင်းဆွေးမင်္ဂလာပြုလုပ်တဲ့အချိန်မှာမိမိရဲ့မျက်နာက အနောက်ရက်ကိုမျက်နာမူထားရမယ်နော်အဲ့ဒီဖះမှာ ဘုရားရှင်ကိုရောင်မြတ်ကြီးဟာဘုရားတိုင်6တိုင်အမွေတိုင်6တိုင်လူတိုင်းရပါမယ်။ခေါင်းစည်းမင်္ဂလာပြုလုပ်ရမယ့်နေ့ဟာတနင်္ဂနွေနေ့မနက်9:45မိနစ်မှာစတင်ခေါင်းလျှော်ပါနော်။ပြီးတော့ခေါင်းစည်းမင်္ဂလာပြုလုပ်ပြီးပြီးဆိုအဲ့ဒီတရော်ကင်မွန်းနေနဲ့အဲ့ဒီဆွမ်းနာဆရာပြောတဲ့မေမျိုးပန်း၅ပွင့်ဂန်းကွန်ညွန့်ညွန့်တပြေညွန့်6ညွန့်ကိုတရော်ကင်မွန်းနေနဲ့ရောပြီးတော့မှချိန်ပြီးတော့မှခေါင်းလျှော်ပါနော်။ ခေါင်းလျှော်ပြီးပြီဆိုတာနဲ့မင်းမျိုးဖက်၅ပွင့်ကန်းကော်ညွန်းနှညွန်းတပြေညွန်းချောင်းညွန်းကိုအနောက်ရက်မှာသွားပြီးတော့ဆွန့်ပစ်ပေးရပါမယ်နော်အဲခြေထောက်နဲ့နင်းထားတဲ့ဝါညွန်း၄ညွန်းနဲ့ဇီးညွန်း၃ညွန်းကိုတော့တောင်ရက်မှာသွားပြီးတော့ဆွန့်ပစ်ပေးပါခေါင်းဆေးမင်္ဂလာပြုလုပ်တဲ့အချိန်မှာမိမိရဲ့ဖြစ်ရှင်တဲ့ဆန္ဒတွေကိုလေးလေးနက်နက်စူတောင်းနေပါနော်တနင်္လာအသားသမီးမိသူမဆိုးခေါင်းဆေးမင်္ဂလာပြုလုပ်တဲ့အချိန်မှာ ဖျားရှင်ကိုတော်မြတ်ကြီးအားဖျောင်းတိုင်း15တိုင်းအမွေးတိုင်း15တိုင်းလူတန်းရပါမယ်။ခေါင်းစည်းမင်္ဂလာပြုလုပ်ရမယ့်နေ့ဟာတနင်္လာနေ့မနက်9:45မိနစ်မှာစတင်ခေါင်းလျှော်ပေးပါ။အဲဒီခေါင်းလျှော်မယ့်တရော်ကင်မွန်းကွက်ထဲမှာဒီပြည်ညွန့်6ညွန့်စပယ်ညွန့်စပယ်ပွင့်3ပွင့်ဓာန်ညွန့်9ညွန့်ကိုထည့်ထားပါနော်။မိမိရဲ့ညာဘက်ခြေထောက်အောက်မှာပိန်းရွက်ပိန်းရွက်9ရွက်အဲနင်းနင်းထားမယ်။ဘယ်ဘက်ခြေထောက်အောက်မှာဝါညွန့်4ညွန့်ကိုနင်းထားပေးပါ။ ပြီးရင်ခေါင်းလျှော်ပါနော်ခေါင်းလျှော်ပြီးပြီဆိုတာနဲ့အဲ့ဒီတရော်ကင်မုန်းနဲ့ရောထားတဲ့ပန်းတွေကိုမြောက်ရက်မှာသွားပြီးတော့ဆွန့်ပြပေးပါခြေထောက်နဲ့နင်းထားတဲ့ခြေထောက်နဲ့နင်းထားတဲ့ပန်းတွေကိုတော့အနောက်တောင်ရက်မှာသွားပြီးတော့ဆွန့်ပြပေးပါနော်ပြီးတော့ဆူတောင်းပါလေးလေးလေးနဲ့နော်ခေါင်းစင်းမင်္ဂလာပြုလုပ်တဲ့အချိန်မှာတနင်္လာသားသမီးတွေဟာမြောက်ရက်ကိုမျက်နှာမူထားပေးရမယ်နော်အင်္ဂါသာသမီးမိတ်ဆွေအားလုံးမြည်သူမဆိုးခေါင်းစည်းမင်္ဂလာပြုလုပ်ရမယ့်နေ့ဟာအင်္ဂါနေ့ ။ဟောနစ္စန်တရက်နေ့မှာပဲအားလုံးရှင်းသွားမှာနော်။နစ္စန်တရက်နေ့ဟာကြာတာပရိနေဖြစ်တယ်ဖြစ်တဲ့အတွက်ကြောင့်မြည်သူမဆိုအဲ့ဒီနေ့မှာပဲရှင်းသွားနော်။နစ္စန်တရက်နေ့မှာရှင်းပါ။အဲမိမိမွေးနေ့တွေဘာတွေရှင်းစရာမလိုပါဘူးနော်။နစ္စန်တရက်နေ့မှာခုနှစ်နေသားသမီးအားလုံးခေါင်းရှင်းသွားမယ်နော်။အဲအင်္ဂါသားသမီးမိတ်ဆွေ အားလုံးမြည်သူမဆိုကောင်းစေမင်္ဂလာပြုလုပ်နေတဲ့အချိန်မှာဖျောင်းတိုင်ရှစ်တိုင်အမွေးတိုင်ရှစ်တိုင်ကိုဖျားရှင်ဟာလူတန်းမှာ ခေါင်းခေါင်းလျှော်မဲ့တရော်ကင်မုန်းကွယ်ထဲမှာဒန်းညွန့်ခုနှစ်ညွန့်ရွက်လာညွန့်လေးညွန့်အုံညွန့်တညွန့်ကိုထည့်ထားပါခေါင်းလျှော်နေတဲ့အချိန်မှာအနောက်တောင်တောင်ရက်ကို မျက်နာမူထားပါနော်အဲပြီးတော့ညာဘက်ခြေထောက်အောက်မှာတီဟိုညွန့်ချောင်းညွန့်ကိုနင်းထားပါဘယ်ဘက်ခြေထောက်အောက်မှာပိန်ညွန့်ပိန်ရွက်ငါးရွက်ကိုဘယ်ဘက်ခြေထောက်အောက်မှာနင်းထားပါကောင်းစေမင်္ဂလာပြုလုပ်ပြီးပြီဆိုတာနဲ့အဲ့ဒီတယောကင်မွတ်နဲ့ရောထားတဲ့ပန်းတွေကို အနောက်တောင်တောင်ရက်မှာသွားပြီးတော့ဆွန့်ပစ်ပေးပါခြေထောက်နဲ့နင်းထားတဲ့ပန်းတွေကိုတော့အနောက်ရက်မှာဆွန့်ပစ်ပေးပါနော်ဘုရူသာသမီးမိတ်ဆွေအားလုံးမြည်သူမဆိုးခေါင်းစင်းမင်္ဂလာပြုလုပ်နေတဲ့အချိန်မှာဖျောင်းတိုင်း16တိုင်းအမွေးတိုင်း16တိုင်းကိုဖျားရှင်အားလူတန်းပေးပါကောင်းအဲကောင်းဆော်မဲ့တရားကင်မွန်ကွယ်ထမှာအုံညွတ်တညွတ်ကန်းခေါ်ညွတ်နှညွတ်မြေစာမြက်ငါးညွတ်ကိုထည့်ထားပေးရမယ်နော်တရားကင်မွန်နဲ့ ခေါင်းလျော်နေတဲ့အချိန်မှာရှေ့မြောက်ရက်ကိုမျက်နှာမူထားပါညာဘက်ခြေထောက်အောက်မှာဒန်းညွန့်ခုနှစ်ညွန့်ကိုနင်းထားပါဘယ်ဘက်ခြေထောက်အောက်မှာတီယိုညွန့်ခြောက်ညွန့်ကိုနင်းထားပါအဲပြီးတော့ခေါင်းခေါင်းဆေးပြီးပြီဆိုတာနဲ့ကောင်းလျော်ရင်ရောထားတဲ့ပန်းတွေကိုအရှေ့မြောက်တောင်ရက်မှာဆွန့်ပစ်ပေးပါခြေထောက်နဲ့နင်းထားတဲ့ပန်းတွေကိုတော့အနောက်မြောက်တောင်ရက်မှာဆွန့်ပစ်ပေးပါပြီးရင်ဆူတောင်းပေးပါနော်ကြရာပရိသသမီးမိတ်ဆွေအားလုံးမြည်သူမဆိုကောင်းလျော်နေတဲ့ကောင်းလျော်မဲ့အချိန်မှာ ဖျားရှင်ကိုတော်မြတ်ဖျောင်းတိုင်း19တိုင်းအမွေတိုင်း19တိုင်းလူတန်းပေးရပါမယ်နော်ခေါင်းလျှော်မဲ့တရောကမုန်းကတည်းကခန်းကော်ညွန့်2ညွန့်တပြေညွန့်6ညွန့်စပယ်ပွင့်3ပွင့်ကိုထည့်ထားပေးရပါမယ်ခေါင်းလျှော်နေတဲ့အချိန်မှာအရှိအရက်ကိုမျက်နာမူထားပါမယ်နော်ညာဘက်ခြေထောက်အောက်မှာအုံညွန့်2ညွန့်ကိုနင်းထားပါဘယ်ဘက်ခြေထောက်အောက်မှာဒန်းညွန့်9ညွန့်ကိုနင်းထားပါနော်ခေါင်းလျှော်ပြီးပြီးဆိုတာနဲ့ခေါင်းလျှော်ပြီးပြီးဆိုတာနဲ့ တရခင်မုန်းနဲ့ရောထားတဲ့ပန်းတွေကိုအရှိရက်မှာဆွန့်ပြပေးပါခြေထောက်အောက်မှာနေထားတဲ့ပန်းတွေကိုအရှိမြောက်တောင်းရက်မှာဆွန့်ပြပေးပါပြီးရင်လိုရာဆန္ဒကိုဆူတောင်းပေးပါနော်တောက်ကြသားသမီးအားလုံးမြည်သူမဆိုခေါင်းစင်းမင်္ဂလာပြုလို့နေတဲ့အချိန်မှာဖျောင်းတိုင်း20တိုင်းအမွေးတိုင်း20တိုင်းဖျားရှင်ကိုတော်မြတ်လူတန်းပေးပါခေါင်းလျှော်မဲ့တရခင်မုန်းကွက်ထဲမှာဇီးညွန့်၃ညွန့်ဓာညွန့်9ညွန့်ဝါညွန့်၄ညွန့်ကိုထည့်ထားပေးပါ ခေါင်းလျှော်နေတဲ့အချိန်မှာအရှိတောင်ရက်ကိုမျက်နှာမူထားပြပါနော်ခန်းကော်ညွန့်နှညွန့်ကိုညာဘက်ခြေထောက်မှာနင်းထားပါအုံးညွန့်တညွန့်ကိုဘယ်ဘက်ခြေထောက်အောက်မှာနင်းထားပြပါ ခေါင်းလျှော်နေတဲ့အချိန်မှာဆူတောင်းပါနော်မိမိဖြစ်ခြင်းမိမိဖြစ်ခြင်းနဲ့စန္ဒာတွေကိုခေါင်းလျှော်ပြီးပြီဆိုတာနဲ့တရော်ကင်မုန်းနဲ့ရောထားတဲ့ပန်းတွေကိုတရော်ကင်မုန်းနဲ့ရောထားတဲ့ပန်းတွေကိုအရှိအယက်မှာစွန့်ပစ်ပြပါခြေထောက်နဲ့နင်းထားတဲ့ပန်းတွေကိုတော့အရှိတောင်တောင်းအယက်မှာစွန့်ပစ်ပြပါနော် စနေသားသမီးအားလုံးမြည်သူမဆိုးကောင်းဆေးမင်္ဂလာပြုလုပ်မဲ့အချိန်မှာဖုရားရှင်ကိုတော်မြတ်ကြီးဟာဖျောင်းတိုင်းဆယ်တိုင်းအမွေတိုင်းဆယ်တိုင်းဖုရားဖုရားကဖုရားရှင်ကိုတော်မြတ်ကြီးဟာလူတန်းပေးပါကောင်းလျှော်မဲ့တရားကမွန်းကွယ်ထဲမှာရွက်လာလေးညော့အုံညော့တညော့မေမျိုးပန်း၅ပွင့်ကိုထည့်ထားပေးရမယ်နော်ကောင်းလျှော်နေတဲ့အချိန်မှာ တောင်ရက်ကို မျက်နှာမူထားပါမယ်ညာဘက်ခြေထောက်အောက်မှာဇီးညွန့်၃ညွန့်ကိုနင်းထားပေးပါ ဘယ်ဘက်ခြေအောက်မှာဂန်းကော်ညွတ်နှညွတ်ကိုနင်းထားပေးရပါမယ်နော်ဇီးညွတ်အစူပါတယ်ဆိုရင်တော့တခုခုနဲ့ခံပြီးတော့နင်းပါခေါင်းလျှော်နေတဲ့အချိန်မှာမိမိရဲ့လူဝင်ဆန္ဒတွေကိုလေးလေးနက်နက်ဆွတောင်းပေးပါခေါင်းလျှော်ပြီးပြီဆိုတာနဲ့တရော်ကင်မွန်းနဲ့ရောထားတဲ့ပန်းတွေကိုမြောက်စုစုမြောက်ရက်မှာဆွန့်ပြစ်ပေးရပါမယ်ခြေထောက်နဲ့နင်းထားတဲ့ရက်ခေါင်းလျှော်ထားတဲ့တရော်ကင်မွန်းနဲ့ရောထားတဲ့ပန်းတွေကိုတော့တောင်ရက်မှာဆွန့်ပြစ်ပေးရပါမယ် ခြေတောင်းတဲ့နင်းထားတဲ့ပန်းတွေကိုတော့မြောက်ရက်မှာစွန့်ပစ်ပေးပါနော်ပြီးရင်မိမိလိုရာဆန္ဒကိုဆူတောင်းပါနော်ခေါင်းချော်နေတဲ့အချိန်မှာတောင်ရက်ကိုစနေသားသမီးတွေကမျက်နှာမူထားပါမယ်ကဲအခုခေါင်းဆေးမင်္ဂလာပြုလုပ်ရမယ့်အချိန်ကတော့နှစ်ဆန်းတရက်နေ့ဖြစ်ပါတယ်နော်နှစ်ဆန်းတရက်နေ့မနေ့ပိုင်းမှာမြည်သူမဆိုခေါင်းချော်လို့ရပါတယ်ခုနှစ်နေသားသမီးအားလုံးနှစ်ဆန်းတရက်နေ့မနေ့ပိုင်းမှာခေါင်းချော်ပေးပါအချိန်ကတော့ အတိအကျမလိုပါဘူးเนาะနေ့လဲ12နာရီမကျော်ခင်ခေါင်းလျှော်ပါတကယ်လို့နေ့လဲ12နာရီကျော်သွားလဲလျှော်လို့ရပါတယ်เนาะမိမိအစဉ်ပြေတဲ့ချိန်ကိုလျှော်ပါဆရာပြောထားတဲ့အစီအစဉ်လေးတိုင်းလုပ်ပေးပါเนาะဘုဆရာပြောပြခဲ့တဲ့အဲဂမ်ဘီရာခေါင်းဆေးမင်္ဂလာဆီရင်ရမိတ်ဆွေများအတွက်အကျိုးရှိတဲ့ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးနဲ့အသေးပေးပြီးတော့ comment ရေးပါ share လေးတွေလုပ်ပေးသွားမယ်เนาะအဲမိတ်ဆွေတို့ရဲ့နှိစရာ တငယ်ချင်းပေါင်းစင်းတွေကိုလည်းတစင်ပြန်လဲပြောပြပေးပါဆရာရှီကိုဖုံးဆက်ပြီးတော့မိခိုင်းလို့လည်းရပါတယ်နော်ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပြည့်ရဲ့ဆရာရဲမှအောင်ဖြစ်ပါတယ်ဆရာထမဘေးရင်မေးကျင်တဲ့လက္ခဏာမေးကျင်တဲ့တားတော့ဘေးတင်ဧကန်တဘေးရင်မေးကျင်တဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုံးခေါ်ပြီးတော့ဘေးရင်မေးလို့ရပါတယ်ဘေးရင်ညံပူဇော်ကယူပါတယ်နော်ပြီးတော့အင်ရောင်းကျင်တာခြံရောင်းကျင်တာမြေရောင်းကျင်တာကားတွေကြောက်တွေဆက်ပစ္စည်းတွေ တံပိုးကြီးပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အတွက်တိုက်ရိုက်တဆင်တွေပြုလုပ်ပေးတယ်။တံပိုးကြီးပစ္စည်းတွေဝင်စီရန်လည်းအထူးတိုက်ရိုက်တဆင်တွေပြုလုပ်ပေးပါတယ်။အာမခံတယ်ပါနော်။ပြီးတော့အခြေရေးအဆင်မပြေတဲ့လူငယ်တွေအိမ်တော်ရေးအဆင်မပြေသူတွေစီးပွားရေးမှာကြက်တဲနေတဲ့သူတွေကျန်းမာရေးတဲတံဖြစ်နေတဲ့လူတွေအောက်လန်းဆုံးပြောကားတွေနဲ့တိုက်ခိုက်ခံထားရတဲ့မိတ်ဆွေများဘာပဲလို့လို့အဆင်ပြေဘူးအိမ်ကထွက်သွားတဲ့ယောက်ျားမိန်းမသားသမီးတွေပြန်လာဖို့ပျောက်သွားတဲ့ပစ္စည်းတွေပြန်ပြန်ရဖို့နာမည်ကြီးတဲ့အမှုပညာရှင်တွေလုပ်ငန်းရှင်တွေဖြစ်ဖို့နော် အမှုခင်းချုံတော်ကနေအမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက်အထူးရည်ရအစီအမံအဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးတွေဆောင်ရွက်ပေးတယ်ဆရာရဲ့ဖုန်းနံပါတ်က39 956 88 858ပြီးတော့39 98 34လုံး256ဖြစ်ပါတယ်เนาะအဲ့ဒီ39 956 88 858အဲ့ဒီဖုန်းနံပါတ်ကဘိုင်ဘာအကောင့်ရှိပါတယ်เนาะ